မသေးခင်ဝစ်ကြီးတင်တော့အင်ကြီးများနံပါတ်၁တပအရှိဆုံးအင်ကြီးဒီအင်ကြီးကတော့ပြီးခဲ့တဲ့ Paris Fashion Week တုန်းကမှအစရော Kitty Perry ဝင်လာတဲ့အင်ကြီးဖြစ်ပါတယ်။ခေါင်းဝဲအရှိပိုင်းကရိုးရှင်းမိလှပကျော်ရှင်းနေပြီမဲ့ခေါင်းဝဲအနောက်ပိုင်းကတော့မျက်စိတစ်စုံလောက်ထိကိုရှည်နေတာဖြစ်ပါတယ်။လောက်တောင်ရှည်တယ်လဲဆိုရင်ခေါင်းဝဲဆုံးတဲ့အထိကိုပဲ2မိနစ်ကျော်လောက်ထိကိုဗီဒီယိုရိုက်ရှူရပါဘူး။အရှိအားဖြင့်ခမန်းကြီးဂိုက်နေရာကျော်လောက်ထိရှိပြီးတော့ကဘာပေါ်မှာအရှိဆုံးအင်ကြီးဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီအင်ကြီးကိုလည်းပြေးကြည့်စရာမလိုအောင်ကိုဘလန်စီယာကာကနေပဲထုတ်လုပ်ထားတာပါ။ တရက်ကွက်လုံးကိုခေါင်ဝင်နဲ့အုပ်ချင်နေဆိုရင်ဝယ်ထားတဲ့ခေါင်ဝင်လေးပဲဖြစ်ပါနံပါတ်1ကမ္ဘာဈေးအကြီးဆုံးတီရှပ်အခုမြင်နေရတဲ့တီရှပ်ကတော့ကြီးရွယ်တာဘာမှမဟုတ်ဘူးထင်ရပေမဲ့ကမ္ဘာပေါ်မှာဈေးအကြီးဆုံးတီရှပ်ပဲဖြစ်ပါတယ်ဒေါ်လာ၄သိန်းကျော်တောင်ပေးရပြီးတော့ကမ္ဘာပေါ်မှာအရှည်အသွေးအကောင်းဆုံးဖြစ်တဲ့စိန်နှုန်း16တုံးနဲ့စီချေထားပါတယ်စိန်တဝက်လောက်ကအာဖရိကစိန်ဖြူတွေဖြစ်ပြီးတော့ချန်တဝက်ကတော့ရှားပါစိန်မဲတွေဖြစ်ပါတယ်စူပါလေးတက်လက်ဆရီလို့ခေါ်တဲ့ UK ကုမ္ပဏီတစ်ခုကနေထုတ်လုပ်ထားပြီးတော့တရာရာခိုင်နှုန်းကော်တွန်သားနဲ့ဖြူလုပ်ထားပါတယ် စိန်နှုံးနေကြောင်းသားတော်တော်လေးဈေးကြီးနေတယ်ဆိုပေမဲ့အဲ့ဒီကတော့ဖျားပွဲရအဆင်ဖြစ်ပါတယ်။နံပါတ်3 headdress ဒီအိမ်လေးကတော့နမဲအတိုင်းစပင်းနဲ့လှုပ်ထားတဲ့အိမ်ကြီးဖြစ်ပါတယ်။ဇာပိစပေါ်မှာစပင်းအစစ်ကိုတွဲချုပ်ထားပြီးတော့အချိန်လေးလောက်လောက်ပေးပြီးချုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒီတိုင်းဆိုရင်စပင်ကဗုဒ္ဓိုက်ကြီးဖြစ်နေရဆိုပေမဲ့တေချာပြင်ဆင်လိုက်တဲ့အခါမှာတော့အနောက်တိုင်းဆန်တဲ့အိမ်တစ်ထည်ဖြစ်သွားခဲ့ပါတယ်။စိတ်ထဲရှိရင်ရှိသလိုစပင်ကိုကြိုက်သလိုပုံဖော်နေတာကြောင့်တစ်ထည်ဝယ်လိုက်တာနဲ့ဆယ်ထည်လောက်ဝယ်ထားသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ဒီအင်ဂျီဝင့်မယ်ဆိုရင်တေးကြတာတစ်ခုကတော့ကိုစပင်ကိုတင်မဟုတ်ပဲနဲ့အင်ဂျီကစပင်ကိုပါတေးချထိမ့်သိမ့်ပြုပြင်နေရမှာဖြစ်ပါတယ်။ဒါကြောင့်ငကူကလေးကခေါင်းမှာတန်းမွေးထားတဲ့သူတွေကတော့ဒီတိုင်းကြော်သွားလို့ရပါဘူး။နံပါတ်၄စားရည်စိန်အင်ဂျီဒီအင်ဂျီလေးကတော့ကဘာပေါ်မှာဘသူနဲ့မှမတူတဲ့ artist တယောက်ရဲ့လက်ရာပဲဖြစ်ပါတယ်။ဒီအင်ဂျီကိုပင်လယ်ထဲမှာနှစ်နှစ်လောက်စိန်ပြီးတော့မှတေးချပြန်ပြီးအလှဆင်ထားတာပါ။ အင်ဂျီတွေကိုပင်လယ်သေးတဲ့ဖနီချာဆိုင်ပြီးတော့စားခဲတွေကိုသဘောအလျောက်ကတ်တွဲစေတာဖြစ်ပါတယ်။နှစ်နှစ်ပြည့်ပြီလို့ပြန်ဆယ်လိုက်တဲ့အချိန်မှာတော့စင်စီထားသလိုတောက်ပနေတဲ့စားရည်စိန်အင်ဂျီလေးရရှိသွားပါတယ်။အချိန်ပေးပြီးတော့တခြားဂယူဆက်ရတဲ့လက်ရည်ဖြစ်လို့တံပိုးအဖြစ်လဲဒေါ်လာ3နဲ့ချီပြီးတော့ကိုရှိပါတယ်။ဒါအောင်ကြပြီးတော့အင်္ဂအင်ဂျီတွေကိုလည်းစားရည်တွေရှောက်စိန်မနေကြဘူးအကြံပေးချင်ပါတယ်။နံပါတ်5ရေစိုးကန်အင်ဂျီ။ဘာပဲစားစားအင်ဂျီဘော်ကိုမှောက်ကြလိုက်ရမှာကျင်နေကြတဲ့သူတွေရှိကြမှာပါ။ ဒါပေမဲ့အခုမြင်နေရတဲ့အင်ဂျီလေးကတော့ဒီပဿနာတွေအားလုံးကိုဖြေရှင်းပေးနိုင်ပါတယ်။ဒီအင်ကတော့မိသည့်အဆုံးထင်းကိုမဆိုကာကွယ်ပေးနိုင်တဲ့ရင်းမတင်အင်ဂျီလေးပဲဖြစ်ပါတယ်။ Coffee Day C တွေကိုအင်ဂျီပေါ်ဒေးကြီးလောင်းချလိုက်ရင်တော့မှအဆုံးထင်းတစ်စက်မပေဘူးလို့ဆိုပါတယ်။ပိန်းချောက်ရက်ပေါ်ရင်းမတင်တယ်လို့ကိုလောင်းချလိုက်သမျှအရေးကြီးအားလုံးကချက်ချင်းစလိုအောက်ကိုရှော့ချသွားမှာ။အချင်းရီပင်နေတော့မှဒီတိုင်းရေးဆေးချလိုက်ရုံနဲ့တခါလေပြောင်းရှင်းသွားမဲ့အင်ဂျီမျိုးဖြစ်ပါတယ်။ တကြမ်းမရေမဆိုးခြင်းဘူးဆိုရင်တော့ဝယ်ထားတဲ့အင်းကြီးလေးပဲဖြစ်ပါโอเคအဆုံးထိကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်